ြေစီမပြည်သက်များအလုံးမဲမင်္ဂလာပါဧပြီလ2ရက်နေ့ည9:00နာရီတမြေစီမဘရိုင်းတိုင်းမြေစီမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခန့်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလျင်ဘေးတင့်ဒေသတွေမှာခိုးမှုနဲ့တမျှမှုတွေမြင့်တက်နေတဲ့သတင်းငလျင်ဘေးကူညီမဲ့တရုတ်ထောက်ပံ့ပစ္စည်းတင်ရင်တန်းကိုပြစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီဝန်ခံတဲ့သတင်းချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီလေတပ်ကဘုံကျဲတဲ့အကြောင်းနဲ့ ဗန်ကောက်မိုးမျောတိုက်ပြိုကျမှုကြောင့်တရုတ်ဆောက်လုပ်ရေးကုမ္ပဏီစစ်ဆေးခံရတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ငလျင်ဘေးတင်ဒေသတွေမှာခိုးမှုနဲ့တမျှမှုတွေမြင့်တက်နေတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။အင်အားကြီးငလျင်ဘေးတံကိုရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့မန္တလေးနေပြည်တော်အပါအဝင်ဘေးတင့်မြို့နယ်တွေမှာ ြိုးပြက်ပြီးလူမနေထိုင်နိုင်တဲ့နေအိမ်တွေအတွင်းဝင်ရောက်ပစ္စည်းခိုးယူတာနဲ့ကွင်းပြင်နေလမ်းတွေမှာနေထိုင်နေတဲ့အချိန်ဓမြတိုက်ခံရတာစတဲ့ရာဇဝတ်မှုတွေဖြစ်ပွားမှုမြင့်တက်လာတယ်လို့ဒေသခံတွေကမျိုးစီမာကိုပြောပါတယ်။အဲ့လိုရာဇဝတ်မှုတွေကြောင့်ငလင်ဘေးဒဏ်တင်လို့ဒုက္ခရောက်နေရသူတွေဟာစိုးရင်ကြောင်ကြမှုနဲ့ပူပန်မှုတွေဖြစ်ပေါ်နေရတယ်လို့သိရပါတယ်။ အာနာပိုင်တွေတာဝန်ရှိသူတွေအနေနဲ့လည်းအဲ့ဒီယာဇဝဲမှုတွေအခုထပ်ပိုမှုစိုးဝါးမလာစေဖို့နဲ့မလိုလားအပ်တဲ့ပြဿနာတွေကြီးထွားမလာစေဖို့လုံခြုံရေးကိုထိထိရောက်ရောက်တာဝန်ယူဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ငလျင်ဘေးတင်ပြည်သူတွေကတောင်းဆိုနေကြပါတယ်။ပလုံကောက်ခွက်ကောက်တန်တိုတန်ဆာကောက်တဲ့သူတွေကအမှန်တကယ်ပလုံကောက်ခွက်ကောက်လူရန်းစားတွေမဟုတ်ဘဲအုပ်စုလိုက်ဖွဲ့ပြီးအိမ်ဒီမှာအမှုချမ်းစီးသလိုအကျန်းဖတ်သလိုပုံစံမျိုးတွေအင်ရှင်တယောက်တည်းဆိုရင်ဒါကိုမပြောရတာမျိုးတွေကြုံတွေ့နေကြရတယ်။ လင်ကဘယ်ချိန်လှုပ်မယ်မသိဘူးအဲ့လိုဝင်ခိုးနေတော့ပြီတင်အင်ရှင်မှလည်းစိုးကြိုးတွေဖြစ်လာနိုင်တယ်လေလို့မန္တလေးငလျင်ဘေးအတွင်းနေအိမ်ပြိုပြက်ခဲ့သူတူကမျက်စိမှာကိုပြောပါတယ်။ဒါပြင်နေအိမ်နေအောင်လုံးပြိုကျပျက်စီးတာမဟုတ်ဘဲအကွဲရာတွေဖြစ်ပေါ်နေတဲ့အတွက်နေအိမ်တွင်းမနေထိုင်ဘဲရှောင်သိမ်းနေကြသူတွေဟာလည်းငလျင်လှုပ်ခတ်မှုကြားကနေသူတို့အိမ်တွင်းကြံရှိနေတဲ့အဖိုးတန်ပစ္စည်းတွေကိုဝင်ရောက်ယူဆောင်ကြရမှာသူတို့ထက်လက်ဦးမှုရယူလို့ ိမ်အတွင်းဝင်ရောက်ခိုးယူသွားကြတဲ့အတွက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။မြစီမာကဆက်သွဲမေးမြန်းခဲ့တဲ့မန္တလေးဒေသခံ၄ဦးဟာအဲ့လိုခိုးယူခံရမှုဓမြတိုက်မှုဖြစ်စဉ်တွေအမှန်တကယ်ဖြစ်ပွားနေတယ်လို့ပြောဆိုထားပါဗျ။လူထုတပ်ပြီးမြို့လယ်ကောင်ကြားတဲ့နေရာတွေမှာ ဖြစ်ပွားမှုနည်းပေမဲ့လည်းမြို့အစွန်လူထုတပ်မှုနည်းပါတဲ့နေရာတွေမှာဖြစ်ပွားမှုပုံမှုများပြားနေကြောင်းဆိုကြပါဗျ။မန္တလေးမြို့နယ်အလားတူနေပြည်တော်မှာလည်းအဲ့လိုခိုးမှုဓမြမှုတွေဖြစ်ပေါ်လျက်ရှိနေတာပါ နေပြည်တော်ဒဇင်6အဆောင်15မှာအမျိုးသမီးတဦးကိုဓမြတိုက်မှုဖြစ်ပွားခဲ့ကြောင်းဖြစ်စဉ်ကိုသိရှိထားတဲ့နေပြည်တော်ဒေသခံတွေကမတ်လ31ရက်နေ့မှာလူမှုကွန်ရက်ပေါ်မျှဝေရေးသားထားကြပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့နီးဗဟိုပြူခဲ့တဲ့ Richter scale 9.9အဆင့်ရှိတဲ့အင်အားကြီးငလင်ကိုလူဦးရေ85သိန်းကျော်တိုက်ရိုက်ထိခိုက်ခံစားခဲ့ရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ ငလင်ကြောင့်တေဆုံးရတဲ့သူဟာ2919ဦးရှိပြီး4512ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့442ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့စစ်ကောင်စီကဧပြီလ1ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာငလင်ဘေးကူညီမဲ့တရုတ်ထောက်ပံ့ပစ္စည်းတင်ရင်နှန်းကိုပြစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီဝန်ခံတဲ့သတင်းနဲ့ဆက်ရအောင်ပါတရုတ်နိုင်ငံဘက်ကဝင်ရောက်လာတဲ့ငလျင်ဘေးကူညီမဲ့ထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ရင်ကိုစီးပါရင်တန်းကို နောင်ချိုမြို့နယ်အုံမတီးကျေးရွာမှာဧပြီလ၁ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဟာမှန်ကန်ကြောင်းစစ်ကောင်စီတရင်ပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းကဒီကနေ့ဧပြီလ၂ရက်နေ့မှာဝန်ခံပြောဆိုခဲ့ပါတယ်။အဲ့ဒီရင်နှန်းဟာသူတို့ကိုတီပေးအကြောင်းကြားဝင်ရောက်လာတာမဟုတ်ကြောင်းနဲ့အုံမတီးရွာကိုဖျက်ဆီးတဲ့အချိန်စစ်ဆေးဖို့တားမြစ်ရာကနေရတနာမရှိတဲ့အတွက်ပစ်ခတ်ခဲ့တာလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။ အဲ့ဒီရင်တန်းဟာမန္တလေးမြို့ကိုသွားတဲ့ရင်တန်းဖြစ်ပြီးစစ်ကောင်စီထံတရင်ပို့ပြီးမှထွက်ခွာလာတာလို့တောင်မျိုးသားလွတ်မြောက်ရေးတပ် TLL ကဧပြီလ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံယူနန်ပြည်နယ်ကထွက်ခွာလာတဲ့အဲ့ဒီရင်တန်းဟာမြန်မာနိုင်ငံကို ကွမ်းလုံနယ်စပ်ဂိတ်ကဝင်ရောက်လာတာဖြစ်ကြောင်း TLL ပြောဝင်ရသူလွေးရီဦးကမျက်စိမှောက်ပြောကြားထားပါတယ်။ဒါပြင်ရင်းနှံဖြတ်တန်းလာရလမ်းတစ်လျှောက်ကလက်နက်ကင်တပ်ဖွဲ့တွေကိုလည်းအတိပေးအကြောင်းကြားပြီးမှဝင်ရောက်လာတာဖြစ်ကြောင်းလူရည်ဦးကဆိုပါတယ် ဒီကနေ့ဧပြီလ2ရက်နေ့မနက်ပိုင်းအထိအဲ့ဒီရင်တန်းဟာနောင်ချိုမြို့မှာရှိနေပြီးတရားလေကစောင့်ရှောက်ထားပြီးတဲ့နောက်သူတို့သွားလိုရာနေရာကိုပို့ဆောင်ပေးနိုင်ရေးစီစဉ်ပေးမယ်လို့လွေးရီဦးကမျိုးစိမကိုပြောဆိုထားပါတယ်။ တရုတ်နိုင်ငံကြက်ချင်းဤအသင်းဟာမြန်မာနိုင်ငံကြက်ချင်းဤအသင်းကိုယွမ်ငွေ၁.၅တန်းအပြင်ရွက်ဖြင့်တဲအခု300ချီဆောင်တစ်ပတ်အထည်2000ခောက်ကရင်600နဲ့ဘေးဒဏ်သင့်မိသားစု2000နိုင်နဲ့မိသားစုအရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းတွေပေးအပ်ခဲ့ကြောင်းနဲ့ယူနန်ပြည်နယ်ကြက်ချင်းဤအသင်းဟာအလူငွေယွမ်၉သိန်း၂000နဲ့ယွမ်၁. 3သိန်းတန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုစုဆောင်းနိုင်ခဲ့ပြီးတည်ယူပို့ဆောင်ရေးလုပ်ငန်းကိုအချိန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကဒီကနေ့မနက်အစောပိုင်းမှာထုတ်ပြန်ထားပါရခင်ဗျာအပြစ်ရထားတဲ့အဖွဲ့တွေကိုဆက်လက်တိုက်ခိုက်မယ်လို့စစ်ကောင်းဆောင်တုံ့ပြန်တဲ့သတင်းကိုပြောပြပေးပါမယ် ငလျင်တန်တဲ့ဒေသတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အပြည့်ခတ်ရက်စဲမှာဖြစ်ကြောင်းကြေညာထားတဲ့အဖွဲ့တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတုံ့ပြန်လိုက်ပါတယ်ဧဘလာတရရနေကနေပြည်တော်မှာပြုတ်လုတဲ့ငလျင်ဘေးတင့်ဒေတာတွေနဲ့ပတ်သက်ပြီးအလူငွေပေးရလှူဒန်းပွဲမှာအပြစ်ရကြီးညာချက်တွေပေါ်စစ်ကောင်းဆောင်ကအဲ့လိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။တချို့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက်ရှိမှာ တိုက်ပွဲပေါ်ဆောင်တာမရှိပေမဲ့လည်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့အတွက်စုဖွဲ့တာလေ့ကျင့်ပြင်ဆင်တာတွေလှုပ်ဆောင်နေကြတာကို သိရှိကြောင်းစစ်ကောင်ဆောင်ကစွပ်စွဲပါတယ်။အဲ့လိုဆောင်ရွက်တာဟာတိုက်ခိုက်ခြင်းဖြစ်တဲ့အတွက်စစ်ကောင်စီတပ်အနေနဲ့လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်းအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်အပြည့်အစည်အဆုံးရှုံးကြီးမှပြီးလူသေဆုံးမှုတွေများပြားနေတဲ့ကာလမှာစစ်ကောင်းဆောင်ကနိုင်ငံအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်။ငလင်လှုပ်ပြီးတရက်အကြာမတ်လ29ရက်နေ့မှာအမျိုးသားညွညီအစိုးရ NUG ကခုခံကာကွယ်စစ်ကလွဲလို့ထိုးစစ်အားလုံးကိုမတ်လ30ရက်ကနေဧပြီလ12ရက်နေ့အထိရပ်ဆိုင်းကြောင်းကြေညာထားပါတယ်။ ဒါပြင်အရခတတော် AA ကိုကန်တက် MMDA နဲ့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TLL ညီနောင်မဟာမိတ်၃ဘွဲကလည်းစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာခုခံကာကွယ်တဲ့တုံ့ပြန်မှုတွေကလွဲလို့စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမပြုလုပ်ဘဲဧပြီလတလလုံးတစ်ဖက်သက်အဖြစ်ခတ်ရက်စဲကြောင်းဧပြီလ၁ရက်နေ့မှာထုတ်ပြန်ကြေညာထားကြပါရယ်ခင်ဗျာချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီလက်တက်ကဘုံကျဲတဲ့တဲ့ရင်ကိုပြောပြပေးပါမယ် ချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီလေတပ်ကမနေ့ကဧပြီလ1ရက်ညနေ6:25မိနစ်နဲ့ည10:00ခွဲချိန်တွေမှာပေါင်900ဘုံးနေနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသတွင်းအဖွဲ့အစည်းတွေစီကသိရပါတယ်။စကိုင်းနဲ့မန္တလေးမြို့နီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုများပြားပြီးကယ်ဆယ်ရေးတွေအထူးလှုံ့ဆော်ဖို့လိုအပ်နေချိန်မှာစစ်ကောင်စီကချင်းပြည်နယ်ကိုဘုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူတွေမရှိလို့ထိခိုက်မှုမရှိပါဘူးအဆောက်အဦတချို့နဲ့နေအိမ်တချို့ပျက်စီးပါတယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဆလိုင်းယောမန်ကမျက်စီမှောက်ပြောပါတယ်မင်းတပ်မြို့ကိုစစ်ကောင်စီကလေးချောင်းကနေတိုက်ခိုက်ရမှာလူတွေထိခိုက်မှုမရှိပေမဲ့လည်းမြို့ပေါ်နေပြည်သူတွေအနေနဲ့လေးချောင်းအန်ရီကိုအထူးတတိထားကြဖို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတင်ထုတ်ပြန်ထားပါတယ် ငလင်ကြောင့်ပြည်သူတွေဒုက္ခနဲ့ရင်ဆိုင်နေရချိန်မှာသူတို့အာဏာတည်မြဲရေးအတွက်စစ်ကောင်စီကဘယ်ကိစ္စမဆိုလှုပ်ဆောင်သွားဖို့စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ်စီဦးစီချုပ်စလိုင်းထန်ချွန်းဖေကမျက်စိမှောက်ပြောထားပါဗျာ။ မင်းတပ်မျိုးကစစ်ကောင်စီတပ်ဖွဲ့တွေကိုချင်းညင်အောင်စစ်ဆင်ရေးအမည်နဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးဒီဇင်ဘာလ21ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့ကတိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီကလေကြောင်းကနေမကြာခဏလာရောက်တိုက်ခိုက်မှုပြုလုပ်နေတာဖြစ်တယ်လို့စစ်ရေးသတင်းမြစ်တွေစီကတီးအားပါတယ်ချင်းပြည်နယ်ကံပတ်လက်မြို့နယ်ကိုလည်းစစ်ကောင်စီကဧပြီလ၁ရက်နေ့မနက်09:00ခန့်မှာ Jet Fighter နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ ကံပတ်လက်မျိုးနဲ့လွန်တုံရွာချားကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဆက်သွယ်ရေးအခက်အခဲကြောင့်ထိခိုက်ဒေဆုံးမှုကိုမသိရှိရသေးဘူးလို့စီရီတရင်မြစ်ကပြောပါတယ်။မတ်လ28ရက်နေ့ကနေဧပြီလ1ရက်နေ့ထိ၄ရက်တာကာလအတွင်းစစ်ကောင်စီကငလင်တန်းပြင်းထန်စွာခံထားရတဲ့သခိုင်းတိုင်း6ဦးမြို့နယ်နဲ့မန္တလေးတိုင်း19မြို့နယ်အပါအဝင်နေရာ17နေရာကို လေကြောင်းတိုက်ခိုက်မှု32ကြိမ်ပြုလုပ်ခဲ့ရမှာအရသာ90ဦးထက်မနည်းသေဆုံးပြီး49ဦးခန့်ဒဏ်ရာရရှိထားတယ်လို့ အမျိုးသားတိုင်ပင်ခံကောင်စီ NUCC ကဒီကနေ့ဧပြီလ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ဗန်ကောက်မူးမြော်တိုက်ပြိုကျမှုကြောင်းတရုတ်ဆောက်လုပ်ရေးကုမ္ပဏီစစ်ဆေးခံရတဲ့သတင်းကိုမျိုးစိမဝိုင်းတော်သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံနဲ့အိန္ဒိယမြန်မာနိုင်ငံမှာလူပေါင်းထောင်ချီတည်ဆောင်းခဲ့တဲ့ငလျင်လောက်ခတ်မှုအတွင် ဗန်ကောက်မှာရှိတဲ့မိုးမျောတိုက်ပြိုကျမှုနဲ့ပတ်သက်လို့တရုတ်ဆောက်လုပ်ရေးကုမ္ပဏီကမေကွန်းထုတ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ထိုင်းဆိုရယုံနေအတွက်တည်ဆောက်နေတဲ့ဆောက်လက်စာအထက်30ပါတာဝါကမြမငတ်နေအကြောင်းစက္ကန့်ပိုင်းအတွင်းမှာအပြတ်စီးပုံဖြစ်သွားခဲ့ပြီးဧပြီလ2ရက်နေ့အထိဆင်းရဲနေရလူပေါင်း73ဦးထပ်မံတေဆုံးက9ဦးတန်ရာရရှိထားပါတယ်။လူ90ဦးလောက်လည်းဆက်လက်ပိတ်မိနေဆဲဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်ကဘယ်နေရာမှာအမာရွင့်ဖြစ်ခဲ့တယ်ဆိုတာကိုစုံစမ်းမှုလိုအပ်ပါတယ်လို့ပြောကြားခဲ့ပြီးဆောင်းလုံရင်လုပ်ငန်းခွင်မှာရှိတဲ့ပစ္စည်းတွေနဲ့ဘေကင်းရင်ဆန်နှုံတွေကိုစုံစမ်းစစ်ဆေးဖို့ညွှန်ကြားခဲ့ပါတယ်။ဗန်ကောက်မှာရှိတဲ့လူစီကားတဲ့ခြာတူးချက်စီအင်းဒီမှာပြိုကျသွားတဲ့အဲ့ဒီအဆောင်ကကမ္ဘာအကြီးဆုံးဆောင်းလုံရင်နဲ့အင်ဂျင်နီယာကန်ထရိုက်တာတွေတဲကတခုဖြစ်တဲ့ China Railway Group CRIC ရဲ့လောင်းမှာရှိတဲ့တရုတ်မိရထားအမှတ်30အင်ဂျင်နီယာဌာန ထိုင်းယုံခွဲနဲ့အတူအကောင့်ထဲပေါ်နေတဲ့ပူတွဲ project တစ်ခုဖြစ်ပါတယ်။လုပ်ငန်းခွင်မှာအသုံးပြုနေတဲ့တမဏီချောင်းတွေကိုစမ်းသပ်ကြည့်ရမှာတချို့ကအရေးသွေးမပြည့်မီကြောင်တွေ့ရှိခဲ့ရတယ်လို့ထိုင်းပေကင်းလုံခြုံရေးတာဝန်ရှိသူတွေက match လ31ရက်နေ့မှာပြောကြားခဲ့ပါတယ်။စမှုဝင်ကြီးအာကန်နက်ဘရွန်ဖန်ကစုံစမ်းစစ်ဆေးဖို့ကော်မတီတရက်ဖွဲ့စည်းမှဖြစ်ကြောင်းနဲ့တမဏီတင်သွင်းသူတစ်ဖွဲ့မှဒီဇင်ဘာလကဘေကင်းရေးစမ်းသပ်မှုမအောင်မြင်ခဲ့တာကြောင့်သူ့ရဲ့လိုင်းစင်ကိုရုတ်သိမ်းသွားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒီဇိုင်းကိုစစ်ဆေးကြည့်ရမယ်အစောပိုင်းမှာသူတို့အတွက်ချက်ပုံဒီဇိုင်းဆွဲပုံတွေကိုပေါ့ပြီးတော့ကယ်ဆယ်ရေးလုပ်ရင်းနဲ့တစ်ချိန်ထဲမှာအထောက်အထားတွေကိုစုဆောင်ရမယ်လို့မျိုးပြန့်အင်ဂျင်နီယာပေါမောက်ကစုချက်ဝေကသတင်းပတ်ကောင်မှသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်စီမံကိန်းအတွက်ဒေတာခန့်မိတ်ဖက်ဖြစ်တဲ့ Italian Time ဆောက်လုပ်ရေးကုမ္ပဏီ ITD ကငလင်တန်တင့်သူတွေအတွက်ဝန်ထဲကြောင့်မတ်လ31ရက်နေ့မှာပြောကြားခဲ့ပေမဲ့ဒီဖြစ်ရကြောင်းသူ့ရဲ့တခြား project တွေကိုထိခိုက်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းဆိုပါတယ် တရုတ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းကြီး CREC ကနိုင်ငံနဲ့ဒေတာပေါင်း60ကျော်မှာ project တွေဖော်ဆောင်နေကကမ္ဘာအကြီးဆုံးဆောက်လုပ်ရေးနဲ့ engineer contractor တွေကတခုဖြစ်တယ်လို့သူ့ရဲ့ website မှာဖော်ပြထားပါတယ်။ CREC နဲ့သူ့ရဲ့လုပ်ငန်းအခွဲ့အရေးနဲ့ပတ်သက်လို့လူသေဆုံးမှုပြည်ရပ်တွေမှာဘန်ကားမြို့ကမိုးမျှော်တိုက်ပျိုးကြမှုကပထမဆုံးမဟုတ်ပါဘူး။ဆာဗီယာနိုင်ငံမှာပြည်ခဲ့တဲ့နှစ်နိုဖမာလာက CREC လုပ်ငန်းခွဲတွေကတိစောက်တဲ့ပူရာယုံတစ်ခု အမိုးပြိုကျမှုကြောင့်လူဆယ်လေးဦးသေဆုံးခဲ့ရပြီးစောက်လုံရေလုပ်ငန်းခွင်အတွင်းမှာအရေးအသွေးမပြည့်မီတဲ့ပစ္စည်းတွေနဲ့စောက်လုံနေတယ်လို့ဆွဆွဲမှုတွေရှိနေပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါလေ။ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ မရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4430ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1565ကျပ်ပြင်ပပေါက်စေ3294ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2281.68ကျပ်ပြင်ပပေါက်စေ4946ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ67.5 6နှစ်ကြာပြင်ပပေါ့စီ129တသမ14ကြာမလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စီ481တသမ24ကြာပြင်ပပေါ့စီ993ကြာပေါ့စီရှိပါတယ်ပေါ်ပြပံငွေလက်လက်နှုံတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်ရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စီ56သိန်း1000ကြာ ပြင်ပပေါင်စဉ်80သိန်း3000ကျပ်15ဘဲတစ်ချက်သားကို ရွှေကုန်တဲ့အသင်းတမတ်စဉ်52သိန်း5935ကျပ်ပြင်ပပေါင်စဉ်66သိန်း1000ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စင်းတုံးတွေကတော့ဒီဇယ်2လီတာကို2580ကျပ်ပရီမီယံဒီဇယ်2လီတာကို3100 90ကျပ်အောက်တိတ်92တလီတာကို3000ကျပ်အောက်တိတ်95တလီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတက်မှတ်စီ6855ကျပ်ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့ ချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျိုးစီမဘရိုင်းတိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။